တနင်္လာနေ့ဝေးသူအားလုံးမင်္ဂလာပါဂျူနာ၈ရက်နေ့၁၄ရက်နေ့တော်တွင်မှာပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းရှိပဲရည်မှန်းချက်သိအောင်မြင်ပဲလူမျိုးခွဲအကျိုးပေးပဲခရီးကိစ္စဆင်ပြေပဲပစ္စည်းပြောက်တတ်တယ်ရင်းနှီးသူများနဲ့စကားများတတ်တယ်လူမျိုးခွဲကပြားများနဲ့အကျိုးပေးတယ်ချမ်းအကအခန်းကိစ္စအတွက်စကားပြောရလိမ့်မယ် နေရာပြောင်းရွှေ့မှုနဲ့ပတ်သက်တဲ့ကိစ္စစီစဉ်မှုအောင်မြင်မယ်။ရှင်းမှန်းချက်သစ်တို့ကိုလက်တွေ့ကောင်းထည့်ဖို့နိုင်တယ်။ရှင်းတဲ့နယ်လုပ်တွေပြန်လည်စတင်နိုင်တယ်။ငွေကြေးပေးယူကိစ္စတွေမှာသတိနဲ့ဆောင်ရွက်ရမယ့်ခန္ဓာကိုယ်ကြားရောက်တယ်။ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းတင်ပြပါမယ်။ရှင်ရဲ့နေမှာကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်။မိမိစန္ဒရည်ရွယ်ချက်တွေကိုရှေ့တိုးလုပ်ရအဆင်ပြေမယ်။ကိုယ့်ရဲ့နေမှာဝိကျေလက်လာပါကံဥစ္စာကံတိုးတက်ခြင်းညီမခြင်းအောင်မြင်ခြင်းတွေရှိမယ်။ ဆယ်ရက်နေ့ဟာအရာရာအတိုက်ခံနေနဲ့ရှင်ပြီးတော့ရန်နောက်ဆက်တည်နေကြုံတွေ့ရတတ်တယ်ဆယ်ရက်နေ့မှာပတောက်ပင်ဆက်ပြုတ်ရနေဖြစ်တယ်ခြံဝင်းတဲ့နေသူများခြံတော့လေးတော့မှာပတောက်ကိုင်းလို့ကိုထိုးပြီးတော့ဆက်ပြုတ်ထားပါအခြားသူတွေအတွက်လည်းမြေနိုင်ဖြစ်စေ အိုးနဲ့ဖြစ်စေပတောက်ပင်ကိုစိုက်ပျိုးပြီးတော့ကိုယ်အနိဘမှာထားရှိပါထူကြတဲ့အနေထားတွေရှိလာပါလိမ့်မယ်လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်တဲ့နေ့ဖြစ်တဲ့ဆယ်ရက်နေ့ဂျူညနေ3နိုင်အချိန်မှာစီးပင်တပင်ရဲ့ရှေ့တောင်ကိုင်းကနေစီးကိုင်းကိုယူပြီးတော့ ရှစ်လက်မာလျာဖြတ်အခောက်ခွာပြီးရွှေရောင်တို့ပြီးတော့စောင်းမရောင်းမွေပွဲပွင့်စေတဲ့အဆောင်ဖြစ်လာစတေးနေမှာရေးပါတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်။ရှင်မန်းချက်တွေကိုလက်တွေ့ခေါင်ထည့်ဖို့နိုင်မယ်။စနေနေ့မှာ ရတ်တန်တဲ့လူတွေပြောင်းလဲစတဲ့နိုင်တဲ့ပိတ်တဲ့လမ်းကြောင်းတွေကိုပြန်ပွင့်မယ်။၁၃ရက်နေ့ တူတူကြကြကောင်းခြင်းကံနဲ့စူပေါင်းလုံကကြိုးပြခြင်းဘဝတိုးတက်ခြင်းရှင်ရှိ14ရက်နေ့မှာရှင်ပြန်မှုအောင်မြင်မယ်မူလနေထာနေပုံမြင့်တဲ့ခြေနေကောင်းကိုပြောင်းလဲတိုးတက်သောအနေထားနဲ့ကောင်းသောကံချမအကျိုးပေးမှုအစစ်စစ်ရရှိမယ်ကြာသပတိနေဗုဒ္ဓနေစနေနေ့မွေးသူတွေကောင်းကျိုးပေးတဲ့တနင်္ဂနွေတင်လာမွေးသူတွေဒုက္ခပေးတတ်တယ် နှစ်ခုကိုကနန်းနေအချိုးပေးတဲ့အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုဝှက်ပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါပိုက်ဆိုင်ရင်ထဲမှာဖဲကြိုးစိမ့်တစ်ခုကိုထည့်ပြီးတော့ရှင်မွေးနတ်သာဖြန်ပြီးလူနဲ့ဆောင်ထားပြပါထူးထူးခြားခြားကောင်းခြင်းနဲ့အချိုးပေးခြင်းကံကြီးရှိလာပါမယ်ကျေးဇူးတင်ပါတယ်